FA ရဲ့ဆူညံတန်တွေကိုပိတ်သွားစေခဲ့တဲ့မာတာရဲ့ဗော်လီကန်ချက်အားလုံးပဲမင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဆောင်တွေအားလုံးကိုပြန်လဲကြိုးဆိုပါတယ်ဝမ်မာတာကတော့မန်ချက်စတာယူနိုက်တက်နဲ့ချယ်ဆီအသေးတွေမှာကစားခဲ့တဲ့စပိန်ကစားမှာဖြစ်ပါတယ်အကောင်အသေးပေမဲ့စိတ်တော့ပြေးပါတယ်မာတာကဘောလုံးစကေးမှာအတူမတူအောင်ကျွမ်းကျင်ပါနေပါတယ်ချယ်ဆီမှာတော့မာတာကငွေရွယ်ပြီးတော့ကစားမပွားရဲ့အကောင်းဆုံးအခြေအနေကိုဖျက်ကျော်ခဲ့ပါတယ်နောက်ထပ်မှာတော့မာတာကအသက်အရွယ်ဆားရနေပြီဖြစ်ပြီးချယ်ဆီအသင်းမှာလောက်တော့အတွင်းကိုးတွေကိုဖန်တီးမှုတွေကိုမပြုတ်လုပ်ပေးနိုင်တော့ပါဘူး ဒါပေမဲ့မာတာရဲ့ဘောလုံးဆွဲရင်နဲ့အတွေ့အကြုံကတော့အတော်လေးကောင်းနေတုံးပါပဲ။မာတာရဲ့ United ကစားမဘောအမှတ်တရအဖြစ်ဆုံးပွဲက2015ခုနှစ်တုန်းကလစ်ပေါင်းနဲ့ပွဲမှာဖြစ်ပါတယ်။ပွဲချိန်16မိနစ်မှာရင်မာတာက United အတွက်ဦးဆောင်ဂိုးကိုသွင်ယူပေးသွားခဲ့တာပါ။ဒုတိယနိုင်ဂိုးကိုတော့မာတာကပွဲချိန်56မိနစ်မှာခါပြက်ဘောလီကန်ချက်နဲ့လလပပသွင်ယူပေးသွားခဲ့တာပါ။ဆေဇာကက်ဘောလီကန်ချက်ဖြစ်ပြီးတော့အခုချိန်ထိမမေ့နိုင်စရာသွင်ဂိုးဖြစ်ရှိနေခဲ့ပါတယ်။အဲကန်ချက်ကခါတိတဲ့ပြည်ရင်းပြိုင်ဘက်ကိုနိုင်နိုင်စေခဲ့တဲ့သွင်ဂိုးဖြစ်လေရှိနေပါတယ်။ လီဘောက်တင်း FV ကွင်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့တာပါမာတာရဲ့ကန်ချက်ကအလောက်ထိတိကျသေးကြပြီးတော့ချိန်သားကိုက်ပြီးလှပခဲ့တာပါနေ့တည်းဘလောက်ပဲကြာကြာဒီမာရီယာရဲ့တိကျပြတ်သားတဲ့ဖြတ်တင်ပေးပို့မှုမာတာရဲ့တည်သက်တဲ့ဘောလီကန်ချက်ကပရီးမီးယားလိရဲ့အကောင်းဆုံးသင်္ကိုးတစ်ခုဖြစ်ရှိနေခဲ့ပါတယ်ဒီပါတဲ့နေ့နေ့မှာတော့လီဘောက်တင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့က MV မှာပရီးမီးယားလိပွဲစဉ်ဖြစ်ကစားသွားကြဖို့ရှိနေပါတယ်ဒီပွဲနီလာလို့မာတာရဲ့ဘောလီသွင်းကိုပုံရိပ်တွေကလည်း တဖန်ပြန်ပြီးထွက်ပေါ်လာနေပါ ರಿ ဒီနေ့ရက်တင်ဆက်မကတော့ဒီလောက်ပါပဲနောက်ဆုံးရအကစားတွင်နေအပြောင်းရွှေ့တွင်နေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကုန်းချုပ်ပါရခင်ဗျာ